ရိကန်မှာတော့နိုဝင်ဘာ၄ရက်နေ့အင်္ဂါနေ့ကနိုင်ငံနှံ့ရွေးကောက်ပွဲတွေကျင်းပလို့ပြီးသွားပါပြီ။လူတွေစိတ်ဝင်စားဆုံးဖြစ်တဲ့နယူးယောက်ကမြို့တော်ဝင်နေရာကိုဒီမိုကရက်ပါတီကိုစားပြုအသက်34နှစ်ပဲရှိသေးတဲ့ဇိုအန်မန်တာနီကနိုင်သွားပါတယ်။ဒီဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ် APK Span Burger ကပထမဆုံးမျိုးသမီးပြည်နယ်အုပ်ချုပ်ရေးမှူးဖြစ်လာခဲ့တယ်လို့နယူးဂျာစီပြည်နယ်မှာလည်းဒီမိုကရက်ကိုစားပြုမစ်ကီရှာရက်ကအနိုင်ရသွားပါတယ်။တခြားဆစ်ဆစ်နတီအက်တလန်တာ၊ဒက်ထရိုက်နဲ့ပစ်စဘတ်မြို့တွေမှာလည်း မြို့တော်ဝင်ယာရုအတွက်ရွေးကောက်ပွဲတွေတည်တည်ကျင်းပခဲ့ကြပါတယ်။နိုဝင်ဘာလဟာအမေရိကန်ပြည်ထောင်စုမှအဓိကရေးပါတဲ့သမရနေရာအထက်လွှတ်တော်ပြည်내အုပ်ချုပ်ရေးမှုနဲ့ဂျန်တဲ့ဒီတန္တရရွေးကောက်ပွဲတွေကျင်းပတဲ့လရာသည်ဖြစ်ပါတယ်။တိကျကြဆိုရင်တော့ဒီနိုဝင်ဘာလထဲကပထမဆုံးအင်္ကာနေ့ကိုသတ်မှတ်ထားတာပါ။အင်္ကာနေ့လို့ဘာကြောင့်သတ်မှတ်ရလဲဆိုရင်တော့ဒီ1800ပြည့်လို့နှစ်တွေကအမေရိကန်မှာလေယာစီးပွားအလုပ်ကိုလုပ်ကြိုင်တဲ့လူရန်စားကအများစုဖြစ်တဲ့အတွက်သူတို့အဆင်ပြေပြေမဲပေးနိုင်အောင် ထည့်သွင်းစဉ်းစားရတာဖြစ်ပါတယ်။တနင်္ဂနွေနေ့ဟာလူရယာဖျားချောင်းတက်လေရှိတဲ့အတွက်ကြောင့်မလို့တနင်္သာနေ့ကနေစစဉ်းစားတဲ့အခါဒီတချို့ကမဲယုံတွေကိုသွားဖို့လမ်းမှာခရီးတရက်ကြတဲ့အတွက်အင်္ဂါနေ့ကိုရွေးချယ်လိုက်ရခြင်းဖြစ်ပါတယ်။လက်သမားတွေအတွက်တော့ဗုဒ္ဓဦးနေ့ကြရင်ဈေးဖွင့်တဲ့နေ့ဖြစ်တာကြောင့်လည်းပါပါတယ်။မဲထရမယ့်ရက်ကိုပြည်내တော်များများမှာရုံးပိတ်ရက်ဖြစ်သတ်မှတ်ပေးထားပါတယ်။အလုံးမပြတ်ပဲလူတွေမဲထနိုင်ဖို့ပါ။